မင်္ဂလာပါရှင်။ ခေတ္တတယ်လီဗေးရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပလဲမြို့နယ်တွင်ပြစ်ချခံရရွေးထိုက်လျင်ပြတ်ချမှုကိုစက်ချုံရင်ရေပြတ်ချဟုစစ်ကောင်စီကလိမ့်လေသတင်းထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းပလဲမြို့နယ်တွင်ပြစ်ချခံရရွေးတိုက်လျင်ပြတ်ချမှုကိုစက်ချုံရင်ရေပြတ်ချဟုစစ်ကောင်စီကလိမ့်လေသတင်းထုတ်ပြန်ပါတယ်။ရှင်းနေစွန်လာ၁၀ရက်မိုးလွဲ၁၂နာရီ၅၅မိနစ်ခန့်တွင်ပလဲမြို့နယ်ကန်းတောင်ရဲစခန်းသိမ်းတိုက်ပွဲကိုဘုံလာကျဲသည့် အကြံဖတ်စစ်တပ်၏ဂျက်ဖိုက်တာတစ်စီးကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ကပစ်ချခဲ့ခြင်းဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီကတိုက်လေရင်နဲ့စစ်ရဟတ်ရင်များပစ်ချခံရ၍ပြက်ကြတိုင်းစက်ချိုယွင်၍ပြက်ကြသည်ဟုအမြဲလိုလိုလိမ့်လေသတင်းထုတ်ပြန်လျက်ရှိပါတယ်။ ။မေလ20ရက်နေ့ကလည်းကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာပို့သောစစ်ရဟတ်ယာဉ်နှစ်စီးကို KIA ကအသေးခံဒရုန်းများဖြင့်ပစ်ချနိုင်ခဲ့ပြီးယင်းရဟတ်ယာဉ်ပြတ်ကျမှုကိုလည်းစစ်ကောင်စီကဆက်ချို့ယွင်၍ပြတ်ကျခဲ့သည်ဟုလင်းလေသတင်းထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကဆက်ချို့ယွင်၍တိုက်လေယာဉ်ပြတ်ကျဟုလင်းလေသတင်းထုတ်ပြန်ချိန် PLA ကပြတ်ကျတိုက်လေယာဉ်ဤဓာတ်ပုံများကိုဝေဝေဆဆထပ်မံထုတ်ပြရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းပလဲမြွနယ်တွင်ပြစ်ချခံရ၍တိုက်လေရင်ပြတ်ကြမှုကိုဆက်ချိုယွင်၍ပြတ်ကြဟုစစ်ကောင်စီကလိမ့်လေတရင်ထုတ်ပြန်ပါရယ်ယနေ့စွန်လ10ရက်မိုးလယ်12:55မိနစ်ခန့်တွင်ပလဲမြွနယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲကိုဘုံလာကျဲသည့်အကြမ်းဖက်စစ်တပ်၏ Jet Fighter တစ်စီးကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပြစ်ချခဲ့ခြင်းဖြစ်ပါရယ်စစ်ကောင်စီကဆက်ချိုယွင်၍တိုက်လေရင်ပြတ်ကြဟုစစ်ကောင်စီကလိမ့်လေတရင်ထုတ်ပြန်လာချိန် PLA ကပြတ်ကျတိုက်လေရင်ဤဓာတ်ပုံများကိုဝေဝေဆာဆာထပ်မံထုတ်ပြန်လာပါရယ် အကျံပတ်စစ်ကောင်စီကတိုက်လေရင်နဲ့စစ်ရဟတ်ရင်များပြစ်ချခံရ၍ပြက်ကြတိုင်းဆက်ချိုယွင်း၍ပြက်ကြသည်ဟုအမြဲလိုလိုလိမ့်လေသတင်းထုတ်ပြန်လေးရှိပါတယ်။မေလ20ရက်နေ့ကလည်းကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာပို့သောစစ်ရဟတ်ရင်နှစ်စီးကို KIA ကအသေးခံဒရုန်းများဖြင့်ပြစ်ချနိုင်ခဲ့ပြီးရင်းရဟတ်ရင်ပြက်ကြမှုကိုလည်းစစ်ကောင်စီကဆက်ချိုယွင်း၍ပြက်ကြခဲ့သည်ဟုလိမ့်လေသတင်းထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီးဖားကန့်ကြောက်ကုမ္ပဏီများကိုမိရှုနေသည့်စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက် ဖားကံမြို့ကိုခြေကုပ်ယူနိုင်ရေးစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးစီးနှင်းနေမှုတွင်ဒေသခံ20နီးပါးတေဆုံးထားသလိုအကြောင်းမြက်ကုမ္ပဏီများလည်းမီးရှို့ဖျက်ဆီးခံရသည်စစ်ကြောင်းထိုးနေသောစစ်တပ်ကို KIA KVDF များကလည်းကြားဖြတ်တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကဘာကျော်ကြောက်စိမ်းထွက်ရှိရာကချင်ပြည်နယ်ဖားကမ်းမြုန်နယ်တွင်ယမန်နေအစွန်ကိုမွန်လွဲပိုင်းကကြောက်ကုံမဏီများကိုမိရှို့ရန်စစ်ကြောင်းထုတ်လာသည့်စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခရာထိခိုက်သေးဆုံးသူများရှိကြောင်းကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် KVDF ခံကတရားပါတယ်။ဖားကမ်းမြုန်အရှိတ်ဘက်လုံခင်ချေရွာအုပ်စုဂရီချေရွာဘက်ရှိကြောက်စိမ်းကုမ္ပဏီတစ်ခုကို မီးရှို့ပြီးပြလာသည့်စစ်ကောင်စီတပ်ကို KIA KPDF ပူးပေါင်းတပ်များက40မမလက်နက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KPDF တပ်ဖွဲ့တာဝန်ရှိသူတအူးကသတင်းဌာနကိုပြောပါရယ်ကုမ္ပဏီတွေကိုမီးရှို့တဲ့စစ်ကြောင်းကအဲ့ဒီဘက်မှာညအိတ်တယ်ညအိတ်တဲ့စစ်ကြောင်းကဂရီဘက်ကိုဝင်လာတော့ကျွန်တော်တို့ပိုင်တဲ့နေမြေတဲဝင်တဲ့အတွက်အဲ့ဒီမှာကျွန်တော်တို့ဒရုန်းပုံးသီးချတယ်ပြီးတော့40မီလီနဲ့6ချက်လောက်စော်ထဲလိုက်တာခွက်တီထီတယ်ဟု KPDF တာဝန်ခံကဆိုပါရယ်စစ်ကောင်စီတပ်ဘက်မှာတီးဆုံးသူအနည်းဆုံး3ဦးရှိပြီး ဒဏ်ရာရသူများလည်းရှိကတိုက်ပွဲအပြီးလူနာတင်ကားဖြင့်တေဆုံဒဏ်ရာရသူများကိုကယ်ထုတ်သည်ဟုသိရပါတယ်။စစ်ကောင်စီတပ်မှထိခိုက်သေးဆုံးမှုများရှိကြောင်းစေယုံကားဖြင့်အဆိုပါထိခိုက်သေးဆုံးသူများကိုကယ်ထုတ်သွားကြောင်းမျက်မြင်ဒေသခံများကိုကားပြီးဒေသခံအမျိုးသားတအုပ်ကလည်းအတည်ပြုပါတယ်။ရှမန်နီနနက်10နာရီခွဲခန့်ကလည်းဖားကမ်းမြို့အရှိပတ်ရှိတောက်ပကျဲကြောက်ကုမ္ပဏီကို မီးရှို့ပြီးကထန်မော့အတွင်စစ်ကြောင်းထိုးလာသည့်စစ်ကြောင်းကို KIA KVDF တို့ကကြားဖြတ်တိုက်ခိုက်ခဲ့သေးသည် အဆိုပါတိုက်ပွဲအတွင်း၌လည်းစစ်ကောင်စီတပ်မှ10ဦးဝင်ကျင်ခန့်အသေဆုံးသည်ဟုသတင်းထွက်ပေါ်နေတော်လဲတိကျအတိမပြုနိုင်သေးပေ ကျန်ရီပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူကဖားကန်တွင်စစ်ကောင်စီစစ်ကြောင်းကိုချားပြတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟုသိရတော့လဲတိုက်ပွဲအသေးစိတ်အခြေအနေနဲ့ထိခိုက်သေးဆုံးမှုများမသိရသေးကြောင်းပြောပါရယ်စကားစားတွေအပြင်ထွက်လုရှားတာကိုချားပြတ်တိုက်ခိုက်တယ်လို့တော့ပြောတယ်ဆယ်ယောက်ဝင်းကျင်လောက်တော့ကြာမယ်ဆိုပြီးတော့မှဘိုင်းပေါ်မှာတော့တွေ့ရတယ်ဒါပေမဲ့အတီပြုတ်ကွန်ဖန်လုပ်တဲ့သတင်းတွေတော့မရသေးဘူးဟုဘုံမူကြီးနော်ဘူကဆိုပါရယ်ဒီနေ့တရက်ထဲတွင်ဖားကန်မော်စီစာခြေရွာရှိဖယားကုန်းတွင်တက်ဆွဲထားသောစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးမှရွာတဲ့ရှိ ထစ်စာလက်ဖက်ရည်ဆိုင်အတွင်းနနက်စာစာနေစဉ်ဌနသမားများ၏ပြစ်ခတ်မှုခံရပြီးသိဆုံးခဲ့သည်ဟုဒေသခံများထံမှသိရပါသည်အဆိုပါပြစ်ခတ်မှုအတွက် KIA KVD ရဲ့အဖွဲ့ကထုတ်ပြန်အတည်ပြုခြင်းမရှိတော့လဲဒေသခံအချို့က KVD ရဲ့အများကြီးပြစ်ခတ်မှုဖြစ်နိုင်ကြောင်းသုံးသပ်နေကြပါတယ်။ရှင်းနေတဲ့နယ်တွင်မှစစ်ကောင်စီစစ်ကြောင်းတချို့လုံခင်းကျေးရွာနဲ့အနီးအနားရွာများဘက်စစ်ကြောင်းထုတ်နေပြီးဒေသခံများကတိုက်ပွဲဖြစ်ပွားမှုကိုစိုးရိမ်နေကြသည်။ လက်ရှိတွင်ဖားကန်းမြို့အရှိတ်ဘက်ကြေးရွာများဖြစ်သည့် လုံခင်မော်စီစာကြေးရွာများနှင့်ဖားကန်းမြို့ပေါ်ရှိဒေသခံများမလို့အပေးအပြစ်မထွက်ကြရန်လူမှုကွန်ရက်စာမျက်နှာများမှာဒေသခံအချင်းချင်းသတိပေးမှုများရှိနေသည်။ယနေ့နနက်9နာရီဝန်းကျင်ကတွင်ကရီကြေးရွာနှင့်သာယာကုန်းရွာဘက်တို့တွင် KIA KVDF တပ်များနှင့်အနေငယ်ပြစ်ခတ်မှုရှိကြောင်းနှင့်တနအီခန့်အကြာတွင်ပြန်လည်ငြိမ်သက်သွားသည်ဟုဖားကန်းဒေသခံများထံမှသိရပါသည်။ မွန်လဲတွင်မော်စီစာဖရာကုန်းဘွားတွင်စစ်ကောင်စီတပ်ကဆက်တက်ဆွဲထားသလိုလက်တလောပိတ်ထားရသည့်လုံခင်းတိုက်နယ်စစ်ရုံဝင်အတွင်စစ်ကောင်စီအင်အား30ခန်းနေရာယူတက်ဆွဲထားသည်ဟုအထက်ပါဒေသခံအမျိုးသားထံကသိရပါသည်ပထမတက်ဆွဲစာမှာလူတွေအကုန်လုံးကိုပြန်လှည့်ခိုင်းနေသူတို့နားကိုမလာခိုင်းဘူးနောက်ပိုင်းကျပေးဖြတ်တဲ့ဖုံးစစ်တာတွေစစ်ဆေးတာတွေတူးပေါက်တွေလှန်စစ်တာတွေလုံနေတယ်လို့အဆိုပါဒေသခံအမျိုးသားကဆက်ပြောပါတယ် စစ်ကောင်စီနဲ့ KIA အတွက်ဝင်ငွေရလန်းဖြစ်သောဖားကန့်မြို့နယ်တွင်စစ်ကောင်စီစခန်းကုန်းများကို KIA ကသိမ်းပိုက်ပြီးဖားကန့်မြို့ကိုဝိုင်းဖက်ပိတ်ဆို့ထားသည့်အတွက် ဟာကန်မြို့အရှိတောင်ဘက်မိုင်40ခန့်အကွာခါမိုင်းမြို့မှအင်းအား600ခန့်ဖြင့် AB 23ရမစတင်စစ်ကြောင်းထုတ်ခဲ့သည်။ဟာကန်ကိုဦးတည်စစ်ကြောင်းထုတ်ခဲ့ပြီးအင်းအားတချို့မှာမေ28ရက်တွင်ဖားကန်မြို့ပေါ်ရှိလက်ကျန်စစ်ကောင်စီတပ်များနှင့်ပူးပေါင်းနိုင်ခဲ့သည်။ထို့နောက်အင်းအားကြီးထွားလာသည့်စစ်ကောင်စီတပ်ကမေ28ရက်နေ့မှစတင်ကဖားကန်မြို့အနီးဝန်းကျင်ကိုနေ့စဉ်ရက်ဆက်စစ်ကြောင်းထုတ်ကကြောက်စိန်ကုမ္ပဏီများကိုပြစ်မှတ်ထားပြီးဖျက်ဆီးနေသည့်အတွက် KIA တပ်များနှင့်တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ပြစ်ခတ်မှုများနှင့်မိရှုမှုများကြောင့် နေ့စွန်10ရက်နေ့အထိဖားကန်ဒေတာကန်20နီးပါးတည်ဆုံခဲ့တယ်လို့ကြောက်ကုံမီများဖြစ်သည့်ထရ31မြန်မာတကောင်ညဦးရင်တောက်ပကျဲတို့မိရှုခံရသည်မြို့သိမ်းတိုက်ပွဲဆင်းနေသည့်ဗမော်မြို့တွင်မူရခုရပိုင်အတွင်တိုက်ပွဲများညှိနှက်နေတော့လဲရေကြီးနာမြို့အေယော်ဒီမြစ်တပ်ဖက်ကဝိုင်းမော်မြို့တွင်မူဂျမန်ဒီကတနီကုန်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု KIA ထံကတရားသည်ရှမ်းမြောက်တွင်2029ဆစ်စင်ရေးကိုဦးဆောင်ခဲ့သည့်မြောက်ပိုင်းမဟာမိတ်၃ဘွဲ့ကိုအပြည့်ရရန်တရုတ်ကအပြင်းထန်ဖိအားပေးခဲ့သလိုကချင်ပြည်နယ်အတွင်းမျိုးသိန်းတိုက်ပွဲများဆင်နွှဲနေသည့် KIA ကိုလည်းအပြည့်ရရန်တွန်းအားပေးနေသည်ဟုတရားသည်တို့ရတွင်ဗမော်မျိုးသိန်းတိုက်ပွဲကိုအရှိန်မြှင့်နေသလိုဖားခန့်မြို့နယ်တွင်လည်းတိုက်ပွဲများပြန်ပြင်းထန်လာသည် ရှမန်နေမလမစတင်သည့်စစ်အာဏာရှင်အမြင့်ပြည့်ရေးကချင်ပြည်နယ်ထိုးစစ်အတွင် KIA ကရှမ်းမြောက်မှမဘိန်းမြို့နှင့်ကချင်ပြည်နယ်မှ14မြို့တို့ကိုသိမ်းပိုက်ထားနိုင်သည်ဆက်လက်ပြီးနောက်ချိုတစ်မြို့လုံးစစ်ရှောင်းကံကြီးရွာဘက်မှဒီမနက်ညင်သက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချိုမြို့တောင်ဘက်ကကံကြီးကြီးရွာအနီးဖြစ်တဲ့တိုက်ပွဲတွေကြောင့်နောက်ချိုမြို့တစ်မြို့လုံးဘေးလွယာတင်းရှောင်နေရပြီး ဒီကနေ့ဇွန်လ10ရက်မနက်ပိုင်းကစပြီးတိုက်ပွဲတွေညှိနှိုင်းတက်နေတယ်လို့အဆိုပါမြို့ကံချိုးကပြောပါတယ်။စကစာရီ3ရက်အတွင်းဝင်းမှာဆိုတာကလည်း ဘဲကဆောက်ခွာတယ်မသိဘူးတမျိုးလုံးအကုန်ရွှေခံကြီးမှလည်းငြိမ်နေတယ်လို့နောင်ချုံမျိုးကန်တအူကပြောပါတယ်။နောင်ချုံမျိုးကန်တွေဟာနီးစက်ရမျိုးတွေဖြစ်တဲ့ပြင်ဦးတွင်ကြောင်မဲမျိုးတွေမှာတိန်ရှောင်နေကြပြီးအချို့ကတော့နီးစက်ရနေရာတွေမှာတိန်ရှောင်နေကြတာပါ။အရင်ကအချို့တွေပဲအခြားမှသွားနေကြတာမျိုးပေါ်မှာကြံသေးတယ်။အခုတော့တမျိုးလုံးဘယ်သူမှမရှိတော့ဘူးလို့နောင်ချုံမျိုးကန်အမျိုးသားတအူကပြောပါတယ်။မနေ့ဇွန်လ9ရက်ညပိုင်းအထိလက်နက်ကြီးပြစ်ဒဏ်တွေကြားရပြီးဒီမနေ့ဇွန်လ10ရက်မှာတော့ ကံကြီးရွာဘက်မှာတိုက်ပွဲငြိမ်သက်နေတယ်လို့ဆိုပါတယ်။ဒါပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကရဲဘော်တွေလည်းစစ်ကူရောက်လာတယ်လို့နောက်ထိုးဒေသခံကပြောပါတယ်။နောက်ထိုးမြို့ကိုထိန်းချုပ်ထားတဲ့တအောင်းတပ်မတော် TNLA က PDF တွေစစ်ကူလာတာလက်မခံဘူးလို့ခေါ်လာဟာလာတရင်တွေထွက်နေပြီးမယ်မန္တလေး PDF ရဲဘော်တွေဇွန်လ9ရက်မှာစစ်ကူရောက်လာတယ်လို့၎င်းကဆက်ပြောပါတယ်။ဇွန်လ9ရက်နေ့အထိကံကြီးကျေးရွာအနီးဘက်ဝင်းကျေးမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့တအောင်းတပ်မတော် TNLA ကမနေ့ညပိုင်းကထုတ်ပြန်ထားပါတယ်။မနေ့ကဇွန်လ9ရက်နေ့မှာ စစ်ကောင်စီတပ်ကထိုးစစ်ဆင်လာလို့ ပိန်နေကုန်နဲ့ကံကြီးကြီးရွာကြတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်ကြီး28လုံးပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။ကြာပြင်ဇွန်လ10ရက်ကလည်းနှောင်ချုံမြို့နယ်ကရှောက်ချံကြီးရွာ၊ကံကြီးကြီးရွာနဲ့လက်ပံကုန်းကြီးရွာတို့ကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံ12လုံးလက်နက်ကြီး18လုံးပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။ဇွန်လ9ရက်ကလည်းတအောင်းတပ်မတော် TNL ရှိရာ ၊ကံကြီးကျွာ၊ညောင်တော်နဲ့နောင်ချိုးကြီးကျွာတို့မှလည်းထိုက်ပွဲဖြစ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ကကံကြီးကျွော်ကိုသိမ်းပိုက်ရခဲ့ပါသေးတယ်။ဒါပေမဲ့တော်လန်ရေးတပ်တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့်ကံကြီးကျွော်ကိုညပိုင်းမှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့နောင်ချိုမြို့ကံတွေကပြောပါတယ်။စစ်ကောင်စီတပ်တွေဟာဇွန်လ9ရက်မှာပဲကံကြီးကျွော်ကိုသိမ်းပိုက်ခဲ့ပြီးညပိုင်းမှာတပ်ပြန်ဆုတ်သွားရတဲ့အခြေအနေဖြစ်ပါတယ်။အဲ့ဒါကြောင့်ဇွန်လ9ရက်တိုက်ပွဲတွေမှာကံကြီးနဲ့ပိန်နေကုန်းရွာကြားမှာတိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ဖော်ပြထားတာပါ။မျိုးနဲ့တဖြည်းဖြည်းနီးကပ်လာတဲ့စစ်ကောင်စီတပ်ကကံကြီးကျွော်နာကနေလက်နက်ကြီးတွေနဲ့လှမ်းပစ်နေတာရဲ့ ောင်းမောင်ချုံမြို့ကန်တွေဟာဇွန်လ3ကစပြီးနီးစက်ရမြို့ရွာတွေစီထွက်ပြေးတင်းရှောင်ခဲ့ရပါတယ်။ဇွန်လ6ရက်ညမှာစစ်ကောင်စီတပ်ကကန်ကြီးရွာနာကနေလက်နက်ကြီးတွေနဲ့မောင်ချုံမြို့ပေါ်ကိုလှမ်းပစ်ရာဆေးလုံးကြောက်ပောက်ပဲခဲ့တယ်လို့မောင်ချုံဒေသခံတွေကပြောပါတယ်။ဇွန်လ4ရက်မှာလည်းဈေးရက်ွက်ကိုလက်နက်ကြီးနဲ့လှမ်းပစ်လို့အမျိုးသမီးနှစ်ဦးအပါအဝင် ပြည်သူလေးဦးဘုံစတိမှန်တရားရခဲ့ပြီးနေအိမ်နှလုံးနဲ့ဘုံကြီးချောင်းတစ်ချောင်းပြက်စီခဲ့ပါသေးတယ်။ဤနောက်မှာဟာမိတ်တုံးပွဲကငလင်တန်တင့်ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ဘဲတစ်ဖက်သက်အပြည့်ရဲ့ကာလကိုနောက်ထပ်တစ်လ ထတ်တန်းထတ်တိုးကြောင်းဇွန်လ2ရက်မှာထုတ်ပြန်ကြေညာထားတော်လိမ့်စစ်ကောင်စီတပ်ကနောင်ချိုမြို့နယ်အတွင်ကိုထိုးစစ်ဆင်ခြင်းစစ်အင်အားဖြည့်တင်းခြင်းဒရုန်းနဲ့ပုံကျဲခြင်းလေကြောင်းနဲ့လက်နက်ကြီးတွေပြစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့ TNL ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စည်ရေးတည်းအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းအတည်ပြုထားပါတယ်။